အခန်းကြီး15မှာယေဟောဝါကအာဗြံကိုကောင်းကင်ကိုမော့ကြည့်ပြီးကျယ်တွေကိုရေတွက်နိုင်ရင်ရေတွက်ကြည့်ပါမင်းရဲ့မျိုးနွယ်ဟာအဲ့ဒီကျယ်တွေလိုဖြစ်လာမယ်လို့ပြောတယ်။သင်သိပါသလား။ကဘာဦးကျမ်းမှာကျမ်းစာတအုပ်လုံးရဲ့အဓိကအကြောင်းကိုဖော်ပြထားတယ်။ဘုရားသခင်နိုင်ငံတော်ကယေဟောဝါရဲ့အုပ်ချုပ်ပိုင်ခွင့်ကိုတန်တရာကင်းရှင်းစေမယ်။ကဘာမြေနဲ့လူသားတွေအတွက်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုပြည့်စုံစေမယ်။ အဲ့ဒီနိုင်ငံတော်ကို အနာဂတ်မှာပေါ်ထွန်းလာမယ့်မျိုးနွယ်ကအုပ်ချုပ်လိမ့်မယ်။အဲ့ဒီမျိုးနွယ်အကြောင်းကိုကဘာဦး35မှာကြိုဟောထားတယ်။အဲ့ဒီမျိုးနွယ်ကရှေးမွေဟောင်းစာရန်ရဲ့ခေါင်းကိုဘယ်လိုကြိတ်မယ်။နာခံတဲ့လူသားအလုံးအတွက်ကောင်းကြီးတွေဘယ်လိုဆောင်ကျင်းပေးမယ်ဆိုတဲ့အကြောင်းဗျာဒိတ်ကျမ်းမှာဖော်ပြထားတယ်။အခန်းကြီး16မှာတောရုံမြို့ခေါ်မောရာမြို့နဲ့ပဝန်းကျင်မြို့တွေဟာ ကမ်းကုံအောင်လိန်ကျင့်ယူရင်းတဲ့အတွက်ယေဟောဝါဖြည့်ဆည်းခဲ့တဲ့အကြောင်းဖော်ပြထားတယ်။အခန်းကြီး20နှစ်မှာအာဗြဟံကိုယေဟောဝါကတားဣဇက်ကို ပူဇော်ဖို့ပြောခဲ့တယ်။အာဗြဟံပူဇော်ဖို့လုပ်နေတော့ယေဟောဝါတားလိုက်တယ်။အဲ့ဒီနောက်အာဗြဟံရဲ့မျိုးနွယ်နဲ့ပတ်သက်တဲ့အရင်ကပေးခဲ့တဲ့ဂရုအကြောင်းထပ်ပြောခဲ့တယ်။အခန်းကြီး24ကနေ50မှာဣဇက်ဣဇက်ရဲ့အမွာသားနှစ်ယောက်ဖြစ်တဲ့ ယာကုပ်နဲ့အေသောယာကုပ်ရဲ့သားယောသအကြောင်းပါတယ်။ဣဇက်ကယာကုပ်ကို ကောင်းချီးပေးတယ်။အဲ့ဒီနောက်ယာကုပ်ကပါဒန်အာရန်ဒေသကိုထွက်သွားတယ်။အဲ့ဒီမှာယာကုပ်ဟာ လေအာယာခေလာကျွန်မနှစ်ယောက်နဲ့ပေါင်းဖက်ပြီးသား၁၁ယောက်အပါအဝင် သားသမီးတွေရလာတယ်။ယာကုပ်ခါနန်ပြည်ကိုပြန်လာတော့ဖျားသခင်က သူ့ကိုဣသရေလလို့နာမည်ပြောင်းပေးလိုက်တယ်။ ရာခေလကယာကုပ်အတွက်12ယောက်မြောက်သားကိုမွေးဖွားပေးတယ်။အခန်းကြီး38ကနေ41မှာယာကုပ်ရဲ့18နှစ်အရွယ်သားယောသတ်ကိုအကိုရိရောင်းစားလိုက်တဲ့အတွက်ဖာရောရဲ့နန်းတွင်းအရာရှိပေါတိဖာရဲ့ကျွန်ဖြစ်လာပုံကိုဖော်ပြထားတယ်။နောက်ပိုင်းပေါတိဖာရဲ့မိန်းမကယောသတ်ကိုသွေးဆောင်ပေမဲ့မအောင်မြင်ဘူး။ယောသတ်ဟာစော်ကားဖို့ကြံစီတယ်လို့ဆွဆွဲခံရပြီးထောင်ကျသွားတယ် ယောသဟာအသက်30အရွယ်ထောင်ထဲမှာပဲရှိနေတော့ဖျားဆွမ်းအားတော်အကူအညီနဲ့ဖာရောရဲ့အိမ်မက်အတိတ်ဘယ်ကို ဖွင့်ပေးနိုင်ခဲ့တယ်။ဒါကြောင့်ယောသဟာထောင်ထဲကနေလွတ်ပြီးအီဂျစ်ပြည်ရဲ့ဝန်ကြီးချုပ်ဖြစ်လာတယ်။အခန်းကြီး42ကနေ59မှာမိသားစုနဲ့ယောသပြန်ဆုံတဲ့အကြောင်းယောသမိသားစုဟာအီဂျစ်ပြည်မှာပဲအခြေချနေထိုင်တဲ့အကြောင်းဖော်ပြထားတယ်။အခန်းကြီး49မှာယာကုပ်မသေးခင် သားတွေနဲ့ပတ်သက်ပြီးပရောဖက်ပြုခဲ့တဲ့အကြောင်းဖော်ပြထားတယ်။ယူဒာရဲ့အနယ်ကနေဂတိထားရမျိုးနွယ်ဆင်းသက်လာမယ်။မျိုးနွယ်ဖြစ်တဲ့ရှီလောကို လူတွေနာခံကြမယ်။ကဘာဦးကျန်းကို ဖတ်တဲ့အခါလူတွေဆင်းရဲဒုက္ခခံစားလာရတဲ့အကြောင်းရှေးခေတ်သစ္စာရှိအမျိုးသားတွေဖျားမျက်နှာသားနဲ့ကောင်းကြီးခံစားရတဲ့အကြောင်းအဲ့ဒီသစ္စာရှိအမျိုးသားတွေကို ပေးခဲ့တဲ့ယေဟောဝါရဲ့ဂရုတွေ ဖျားနိုင်ငံတော်ဘယင်ယေရှုခရစ်အားဖြင့်ပြည့်စုံလာမယ့်အကြောင်းတွေကိုမှတ်သားပါ။